ပင်ကြီးအောက်ကအယိုးစုကျမတို့မိသားစုတွေကမကြသေးမိကမှအိမ်အစ်စ်ကြီးစီကိုပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။အဖေကတော့အိမ်အစ်ကိုမြို့ဆောင်ဘက်မှာဝယ်လိုက်တယ်ဆိုပေမဲ့အရှင်ကအိမ်တွေထက်ပိုလို့ကောင်းခဲ့ပါတယ်။အိမ်ရဲ့အနောက်ဘက်မှာတော့ရေကူးကန်ကြီးတစ်ခုရှိပြီးတစ်ပင်ကြီးတစ်ပင်လည်းရှိနေပါသေးတယ်။အိမ်ကကျောင်းနဲ့လည်းနေတဲ့အတွက်ကျမရဲ့မိသားစုတွေကတော့သဘောကျလို့နေခဲ့ပါတယ်။ကျမရဲ့မိဘတွေကခရီးထွက်ရတာကိုသဘောကျတတ်တဲ့သူတွေမျိုး နေစဉ်ကလေးကကျမတယောက်တည်းအိမ်မှာခြံနေလေးရှိပါတယ်။အခုအိမ်ကြီးကခြံဝင်းကြီးနဲ့မို့လုံခြုံရေးစောင့်ကြည့်မှုတွေကလည်းအခိုင်အမာရှိနေတာအတွက်သူတို့တွေကစိတ်ပူစရာမရှိတော့ဘဲစိတ်ချထားခဲ့ပါတယ်။ကျမတို့အိမ်ခြံရဲ့နောက်ဖက်မှာတော့အထက်သုံးထပ်ပါတဲ့အဆောက်အုံတစ်ခုရှိပါတယ်။ပထမတန်းနဲ့ဒုတိယတန်းမှာလူတွေအပြည့်နေကြပြီမဲ့ တတိယဌာနမှာကတော့ဘယ်သူမှရှိမနေခဲ့ပါဘူး။အဲ့ဒီတုံးတက်ရဲ့အခန်းတွေကကျမရဲ့အိမ်ရဲ့အနောက်ဘက်ကိုဓာတ်ရိုက်ညံ့နာမှုလို့နေပါတယ်။ဒီအိမ်ရဲ့နေရာကငိမ့်သက်တိတ်ဆိတ်တာမှုလည်းအေးအေးဆေးဆေးရှိတဲ့အတွက်ကျမကတယောက်တည်းနေရတာကိုသဘောကျနေကြပါတယ်။အဲ့ဒီတရက်မှာတော့ထုံးစံအတိုင်းကျမရဲ့မိဘတွေကခရီးထွက်သွားကြပါတယ်။ကျမကလည်းတငယ်ချင်းတွေနဲ့တွေ့ဆုံရာကနေည9နာရီလောက်မှာတော့အိမ်ကိုပြန်လာခဲ့လိုက်ပါတယ်။မလို့ချင်သေးတဲ့အတွက်ရေကူးဖို့ဆုံးဖြတ်လိုက်ခါ ရေကူးဝတ်စုံကိုလဲပြီးလိမ္မော်ရေကိုထဲလို့တချင်းဖွင့်ရင်းကရေကူးနေလိုက်ပါတယ်။အချင်းတော်တော်ကြောင်ရေကူးပြည့်တဲ့အချိန်မှာတော့ကံမောင်မှလဲရင်ဖြော်ရေလေးတောက်နေလိုက်ပါတယ်။ခဏကြာမှတော့အတက်မြေဆူ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 ကြားလို့ကျမလည်းတိုက်အနောက်ဘက်ကိုကြည့်လိုက်တဲ့အခါမှာဘသူမှရှိနေတာကိုမတွေ့ခဲ့ရပါဘူး။အဲ့ဒီအချိန်ကျမလည်းလူမနေတဲ့တုံးတက်ကအခန်းစီမျက်လုံးက ရောက်ရှိသွားခဲ့ပါတယ်။ ဒီချိန်မှာတော့မိမကြီးတယောက်ကိုဒတင်းမောက်ရှိမှရက်ပြေးကြည့်နေတာကိုတွေ့လိုက်ရပါတယ်။သူမကကျမကိုကြည့်နေတဲ့အတွက်ကျမလည်းထိတ်လန့်သွားမိပါတယ်။နာရီကိုကြည့်လိုက်တော့ည10နာရီဝန်းကျင်ရှိလို့နေပါပြီ။မိနစ်နေငယ်ကြာမှတော့ကျမလည်းပြန်ကြည့်လိုက်တဲ့အခါအဲ့ဒီမိမကြီးကိုမတွေ့ရတော့ပါဘူး။ကျမလည်းစိတ်ထင်မှုတွေကြောင့်မြင်မိနေတာဖြစ်မယ်လို့တွေ့လာရင်းနဲ့ဒီအတိုင်းသာဆက်နေလိုက်ပါတယ်။ အဲ့ဒီအချိန်အိမ်ထဲကဖုန်းခေါ်တဲ့ညီလာတဲ့အတွက်ကျမလည်းဖုန်းရှိရာစီထအလားအိမ်ဘဝနာအရောက်မှာတော့အနောက်ကနေအတန်ကြားလို့လှည့်ကြည့်လိုက်တဲ့အခါမိယာမာရီအေးခဲတောင်းတင်ကကြောက်လန့်တုန်လှုပ်သွားမိပါတယ်။သုံးတကမိမကြီးကကျမရဲ့အနောက်ဘက်ကိုရောက်လို့လာခဲ့တာပါ။သူ့ရဲ့မျက်နှာနဲ့နှလုံးတွေကလည်းကြောက်မက်ဖွယ်ရာအထိဖြစ်လို့နေပါတယ်။ ကျမလည်းအာယူလိုက်ရင်ကရှင်ရှင်ဘယ်လိုဝင်လာလဲမိမကြီးကတော့တော်မရှိရဲ့ပါဇက်တွေကိုဟာပြီးအီအီနင်ဒီမှာရှိနေတော့ပြေးအောင်မလို့လားဇာမမဟုတ်နင်းရဲ့ယောက်ျားနင်းကိုအပင်အောက်မှာမြေမြုပ်ထားလိမ့်မယ်ဒီလိုပြောပြီးရဲ့အခါမှာတော့သူမရဲ့လက်သေးရှည်ကြီးနဲ့လက်ကိုတပင်ကြီးရဲ့အောက်စီးညွန်ပြလိုက်ပါတော့တယ် ဘာဘာရပြောနေရလဲသူမကတော့ပြန်မဖြေခဲ့ပဲတစ်ပင်ကိုသာငုံကြည့်လို့နေပါတော့တယ်အဲ့ဒီအချိန်ဖုံးတံပြန်မြည်လာတာမို့ကျမလည်းအခန်းထဲပြင်းဝင်ကဘလော့ကိုချလိုက်ပါတယ်ဖုံးကတော့ဒဲဒီစီကဖုံးပါကျမရဲ့အဖြစ်တွေကိုကြားပြီးရဲ့နောက်မှာတော့အဖေက911ကို ဖုံးခေါ်ဆိုပေးခဲ့ပါတယ်စိတ်မင်းလောက်ကြာမှာတော့သက်ဆိုင်ရာကရောက်လာခဲ့ပြီး တစ်ဖက်တိုက်ကြီးစီသွားလို့မင်းမြန်းစုံစမ်းမှုတွေပြုလုပ်ခဲ့ကြပါတယ်။လွန်ခဲ့တဲ့15နှစ်ကအပေါ်ဆုံးကတုံးတက်မှာလူနေထိုင်မှုရှိခဲ့ပြီးအဲ့ဒီမှာအမျိုးသမီးကြီးတဦးလည်းနေထိုင်ကနောက်ပိုင်းမှာတည်ဆုံးခဲ့တယ်လို့ဆိုပါတယ်။သူမကနေထိုင်မကောင်းဖြစ်လို့အိပ်ရာတွေကိုလဲနေတဲ့သူပါ။တယောက်တည်းနေထိုင်ရင်ကတရက်မှာတော့သူမနေထိုင်ရာကြတဲ့ပေါက်နားမှာပဲထိုင်က ဆုံးပါသွားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ နောက်တစ်နေ့မနက်မှာတော့ကျမရဲ့မိဘတွေပြန်လာခဲ့ကြပါတယ်။ကျမနဲ့အတူစောင့်နေပေးခဲ့တဲ့ရဲမင်းတူကတော့မိဘတွေကိုဖြစ်စဉ်အသေးစိတ်ကို ပြန်လည်ရှင်းပြပေးခဲ့ပါတယ်။ပြီးခဲ့အခါမှာတော့ကျမတို့ရဲ့အရင်အင်ရှင်ရဲ့အမိကိုမေးမြန်းတဲ့အခါအဖေကအီအီလို့ပြန်လည်ပြောချခဲ့ပါတယ်။ကျမကလည်းကျမနဲ့တွေ့ခဲ့တဲ့မိမကြီးကကျမကိုအီအီလို့ခေါ်ပြီးသူ့ရဲ့ခင်မွန်းကအပင်ကြီးရဲ့အောက်မှာမြုပ်သွားခဲ့တယ်ဆိုတဲ့အကြောင်းကိုပြန်ပြောပြလိုက်ပါတယ်။ ဒီအချိန်မှာတော့သူတို့တွေအားလုံးအံ့ဩသွားခဲ့ပြီးတပင်ကြီးကိုတူးဆွကြည့်ဖို့လိုမယ်ဆိုကဒူးဖော်ကြည့်ခဲ့ကြပါတော့တယ်။တပင်ကြီးရဲ့အောက်မှာအမှန်တကယ်ကို အမျိုးသမီးအယိုးစုတစ်ခုကိုတွေ့လိုက်ရပါတယ်။လက်မှာလည်းလက်စွပ်တစ်ခွင်းရှိနေခဲ့ပါတယ်။အယိုးစုကိုမြင်တဲ့အခါမှာတော့အားလုံးကကြောက်လန့်တုန်လှုပ်လို့သွားခဲ့ကြပါတော့တယ်။ ရဲတွေကစုံစမ်းကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီအယိုးစုကတကယ်ပဲအီအီရဲ့အယိုးစုဖြစ်နေခဲ့ပြီးခင်မွန်းဖြစ်သူကသူမကိုပြောင်းဆုံးရောက်အမှုဖွင့်ထားခဲ့တယ်လို့သိရပါဗျ။ထက်မှန်စစ်ဆေးမှုတွေအရာတည်ဆုံးခဲ့သူအီအီရဲ့ဥကောင်းအနောက်ဘက်ကိုအရာဝိတ္ထုတစ်ခုခုနဲ့ပြင်းပြင်းထန်ထန်ရိုက်နှက်ခံထားရတဲ့ဒဏ်ရာကြောင့်သာတည်ဆုံးခဲ့တာဖြစ်တယ်လို့ဆိုကြပါဗျ။အဲ့ဒါကြောင့်လဲရဲတွေကသူမရဲ့ခင်မွန်းဖြစ်သူကိုတန်တရာဝင်ခဲ့ကြတာပါ။တကယ်ကလည်း ခင်မောဖြစ်သူကသူမကိုတတ်ပြီးအပင်ကြီးရဲ့အောက်မှာမြုပ်နှံခဲ့တာကိုအင်ကြီးရဲ့တုံးသက်ကအမျိုးသမီးကမြင်တွေ့သွားခဲ့ရန်တူပါတယ်။အဲဒါကြောင့်ဒီအဆွဲနေပဲမကျွတ်မလွတ်ဖြစ်ခါဇမစီကိုရောက်လာပြောပြခဲ့တာဖြစ်ပါလိမ့်မယ်။တခြားသူတွေကဒီအမျိုးသမီးကြီးကိုမမြင်ကြဘူးဆိုပေမဲ့ဇမတယောက်ထဲကသာမြင်တွေ့ရတာမို့အီအီနဲ့ဇမကဆက်ဆက်နေလိမ့်မလားလို့အားလုံးကပြောဆိုနေခဲ့ကြပါတော့တယ်။ ဇလန်းလေးကိုဒီလောက်နဲ့ပဲရက်နာဝင်ပြပါရှင်။နောက်ထပ်စိတ်ဝင်စားဖွယ်ရာဇလန်းကောင်းနေတဲ့အတူပြန်လာခဲ့ပါအောင်မယ်နော်။ကြည့်ရှုအားပေးခဲ့ကြလို့ဂျေဆုအထူးပင်တင်ရှိပါရရှင်။